ကျွန်တော်တို့ UNFC အနေနဲ့ပေါ့နော်ဖက်ဒရယ်နိုင်ငံကိုအကောင့်ထဲပေါ်နိုင်ဖို့နော်တို့နိုင်ငံကိုဖက်ဒရယ်အသွင်ပြောင်းနိုင်ဖို့အတွက်ကတော့ဟိုပထမအဆင့်အနေနဲ့တို့ကပညာရှင်တွေကိုဖိတ်ပြီးတော့မှဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရမယ်ဟိုပုံစံတွေလက္ခဏာတွေစသဖြင့်ပေါ့လေနိုင်ငံတကာဖက်ဒရယ်နိုင်ငံတွေရဲ့အတွေ့အကြုံတွေတို့ဖွဲ့စည်းပုံတွေကိုတို့လေ့လာပြီးတော့မှပုံစံပေါ့စုဆောင်အချက်လက်တွေကိုစုဆောင်နေတယ်အဲ့ဒီပုံမှာပဲတို့ဟိုအချက်လက်တွေကို တို့ကနေပြီးတော့မှတို့နိုင်ငံနဲ့ကိုက်ညီမဲ့ဖက်ဒရယ်ပြည်တော်စုဖွဲ့စည်းပုံသဘောပေါ့နော်အဲ့ဒါမူကြမ်းတစ်ခုကိုသူရေးသားထားတာရှိတယ်အဲ့ဒါကိုလည်းလုံငတ်တဲ့တိ27ရာစုပြည်လုံးမှာလည်းတို့ကတင်ပြခဲ့တယ်နော်အဲနောင်ဆွေးနွေးအဆွေးရနဲ့ဆွေးနွေးတဲ့ခါကျရင်လည်းအဲ့ဒီမူကိုတို့တုံဆွဲသွားမယ်နောက်လူဒုတွေစီမှာလည်းတို့ကတော့အဲ့ဒါကိုပြင်ပြပေးသွားမယ် အဲ့ဒါလို့တော့ရည်ရွယ်ချက်ရှိတယ်ဖွဲ့ရပြည်တော်စုအကောင့်လည်းပေါ်ဖို့ပေါ့နော်လောလောဆယ်တီချိန်မှာတော့လူစုစည်းထားတဲ့မူကြမ်းကိုဒါတော့အခွေရေးဆွေးနွေးတဲ့အနေထားအခွေရေးမျိုးပေါ်လာရင်ဆွေးနွေးမယ်လူတို့ကိုပညာပေးမယ်နောက်တခြားနိုင်ငံရေးပါတီကောင်းဆောင်တဲ့အတူပြီးနိုင်မယ်ဟိုလိုအပ်ရင်လည်းထပ်မှန်ပြီးတော့မှဟိုပြင်ဆင်နိုင်ဖို့လည်းတို့ကတော့ကြိုးပမ်းနေပါတယ် ဟို27ရာစုပင်လုံးမှာတို့တင်ပြခဲ့ဘူးဒီလောက်ပေါ့နော်တို့ကတင်ပြပြီးပြီကျန်တဲ့အပိုင်းတွေကတော့တရားဝင်ဆွေးနွေးဟိုခွင့်ရှိတဲ့အနေအထားတွေတော့တိတ်မရှိသေးဘူးဒါပေမဲ့တို့ UNFC အဖွဲ့ဝင်တွေမှာတို့ဖြန့်ဝေပြီးတော့မှတို့စီကနေအကြံဉာဏ်လုံးလဲယူနေတယ်နော်အဲအဲ့ဒါမျိုးတော့လုပ်တယ်ဟိုခဏအနေအထားမှာဒီနိုင်ငံရေးရဒီဖွဲ့စည်းပုံတွေကိုဘယ်လိုတို့နိုင်ငံကိုနာကဘယ်လိုပြင်ဆင်ဖွဲ့စည်းမလဲဆိုတော့ အနေထားထိရတော့မပေါ်သေးဘူးဗျာအခုကတော့သူကဒီနိုင်ငံကြီးဆွေးနွေးပွဲကိုသူက TBN ဆိုတဲ့ဆွေးနွေးရေးဖွဲ့ကသူဖွဲ့စည်းထားပြီးတော့ပေါ့လေလောလောဆယ်ကတော့တနိုင်ငံလို့ပြခတ်ရဆယ်ရေးနိုင်ရေးနောက်ပြီးတော့မှနိုင်ငံကြီးဆွေးနွေးရေးမူပေါင်းကိုဘယ်လိုပြုပြင်မလဲစသဖြင့်ပေါ့နော်ဒါတွေကဒီစစ်မှာပဲရှိနေပါသေးတယ်အဲတလို့ပါကျွန်တော်နိုင်ငံကို ဖွဲ့ရ အကောင့်ထဲပေါ်နိုင်ဖို့ပေါ့နော်ဖွဲ့ပြီးပြည်တော်စုအတင်အကောင့်ထဲပေါ်နိုင်ဖို့ဆိုတဲ့အားကဒီစီရင်နည်းနဲ့အကောင့်ထဲပေါ်လို့မရဘူးနော်ဟိုကျွန်တော်နိုင်ငံမှာဖြစ်ရှိနေတဲ့ဒီပြည်တွင်းစစ်ကိုပြန်ကြည့်ရင်အစိုးရကနေပြီးတော့မှလက်နက်အားကိုတိုက်အားကိုနဲ့ပေါ့ဗျာနော်တိုင်းသားတွေကိုတိုက်လာတာအခုကိုဆိုရင်နှစ်ပေါင်း80နီးပါးဖြစ်နေပြီတိုက်လို့လည်းမကုန်ပါဘူးကျွန်တော်တို့တိုင်းရင်းသားတွေဘက်ကလည်းအစိုးရကိုဖြုတ်ချနိုင်တဲ့အထိတိုက်ဖို့လည်းမလွယ်ပါဘူး ကျွန်တော်ဒီဒါအခုဖြစ်ရှိနေတဲ့ကိစ္စကပြဿနာကနော်လူမျိုးစုတွေနဲ့အစိုးရကြားမှာဖြစ်ရှိနေတဲ့ကိစ္စကတော့တိုင်းရင်းသားလူမျိုးတွေရဲ့ရတင်ရထိုက်တဲ့အခွင့်အရေးတွေမရလို့အမှန်တော့ဒါတွေကနိုင်ငံရေးပြဿနာဖြစ်တယ်။အဲ့ဒီနိုင်ငံရေးပြဿနာကိုနိုင်ငံရေးနီးရမယ်ဆွေးနွေးဖြေရှင်းပြီးတော့မှဒါအကောင့်တဲ့ဖော်ရမှာဖြစ်တယ်။ဆွေးနွေးဖြေရှင်းလို့ပြည်လည်မှလည်းဒီကိစ္စအေးချမ်းသွားမယ်။ဒါကြောင့် ဒီတွေ့ဆုံဆွေးနွေးရေးကိုတော့ကျွန်တော်တို့ဆွလှုပ်လို့လည်းမရဘူးရှောင်လွှဲလို့လည်းမရဘူးအဲ့ဒီနေ့တိုင်းပဲဆက်သွားနေရအောင်ပါပဲဒါပေမဲ့ဒီကြားထဲမှာပေါ့ဗျာတိုက်ပွဲပြင်းထန်လာရင်လည်းဒါအရာကြီးပဲနောက်ဆုံးတော့ဒီတွေ့ဆုံဆွေးနွေးဖြည့်ရှင်းတဲ့နေ့ကိုတော့ဆွလှုပ်လို့မရဘူးလို့ထောက်ရတော့ဒါလိုမြင်တယ်အစိုးရဘက်ကပေါ့နော်စဉ်းစားစရာကတော့ သူတို့စည်ရင်းနီးနဲ့တိုင်းသားတွေကိုဟိုဥစားပေါ့ချိန်မုံနေတာတိုက်ခိုက် နေတာနှစ်ပေါက်90မြူပါရှိသွားပြီလေနော်ဘယ်လူမျိုးစုအဖွဲ့အစည်းကကုန်သွားတာမရှိဘူးဗျနော်တဖွဲ့ချင်းစီကိုပြန်ကြည့်ဥမာဟိုသူတို့လှည့်စားလို့ပေါ့ဗျာနော်လက်လိုက်တယ်အားလိုက်တယ်နောက်ဆုံးသူတို့အခွင့်အရေးမရရင်သူတို့ကပြန်တိုက်တာပါပဲနောက်တချို့အဖွဲ့အစည်းကိုသူတို့ကအင်အားနဲ့အသုံးပြုပြီးတော့မှအကြက်ကြိုင်တယ်လက်နက်တွေကိုတိုင်းလိုက်တယ် ဒါပေမဲ့သူတို့အခွင့်အရေးမရတဲ့အခါကျတော့သူတို့ကလည်းနဲ့အစ်ပြန်ရှာလူတစ်တဲ့နဲ့ပြန်တိုက်တာပါပဲအဲ့လိုနီးနေရတော့ဖြည့်ရှင်းလို့မပြီးဘူးလို့သူကမြင်မြင်ပြီးသားလေဒါကြောင့်အစိုးရကလည်းကနေ့အစိုးရဆိုရင်တော့သူတို့ကတော့ပညာရှိတဲ့အစိုးရဆိုရင်ဒါတော့ဒီနိုင်ငံရေးရဆွေးနွေးဖြည့်ရှင်းတဲ့နီးကိုသူတို့လိုက်ရမှာပဲလို့သူကမြင်တယ်အခုကတော့နည်းနည်းစင်ချင်ညာရှိတဲ့အတွေ့အော်ပြင်းပြတတ်တာရှိတဲ့ ဗမာကောင်းဆောင်လေရောနော်နိုင်ငံတကာကောင်းဆောင်လေရောအားလုံးကမြင်ပြီးသားပါတိုင်းရင်းသားတွေရဲ့ပြဿနာကိုမဖြေရှင်းနိုင်ရင်တို့နိုင်ငံကိုဒီမိုကရေစီအသွင်ပြောင်းဖို့ဆိုတာလည်းမဖြစ်နိုင်ဘူးအေးချမ်းဖို့တိုးတက်ဖို့ဆိုတာဟာလည်းဘလို့မှမဖြစ်နိုင်ဘူးဒါအဓိကပြဿနာကတော့ဒီတိုင်းရင်းသားပြဿနာဖြစ်တယ်ဒါကိုနိုင်ငံရင်းနှီးရပဲဖြေရှင်းရမယ်လို့တော့တော့အဲ့လိုမျိုးမြင်တယ်ဒီ NLD အစိုးရမဖြစ်ခင်တုန်းကနော်ဒေါ်ဆန်းစုကြည်ကိုရော NLD ပါတီကိုရောတော်တော်လေးကိုအားကိုးခဲ့တယ်သူတို့ကဒီမိုကရေစီကိုလိုလားတယ်2008ဖွဲ့စည်းပုံကိုပြင်မယ်ဆိုတော့သူတို့အခြေခံအမြင်ရှိပြီးသားနောက်တိုင်းရင်းသားတွေနဲ့ဟိုနားလည်မှုရှိဖို့ပေါ့နော်တိုင်းရင်းသားတွေနဲ့စီလုံးညီညွတ်မှုကိုတည်ဆောက်ဖို့အဖွဲ့တွေပြည်တော်စုကိုတည်ဆောက်မယ်လို့လည်းသူတို့ကပြောခဲ့ဘူးတယ်တို့ကလည်းယုံကြည်တယ်အေးဒါပေမဲ့အခုလောလောဆယ်သူတို့ကတော့ ဒီဟန္နာရလာတာအခုတစ်နှစ်နေပါရှိပေါ့ဗျာဒီကာလမှာဒီတက်မတော်ကစစ်စစ်စင်ကြီးတွေလှုပ်လို့တိုင်းသားဒေသတွေမှာဒုက္ခတွေတွေအများကြီးဟိုဒုက္ခဖြစ်ခဲ့ရတယ်ဒါတွေကို तू ကဘာမှမပြောဘူးကြာဒါအဲ့ဒီပုံမှာ तू ကဟိုမကြည်မချမ်းတော့ဖြစ်တယ်တန်တရားလည်းဖြစ်တယ်နောက်ပိုင်းမှာဒီမြောက်ပိုင်းမဟာမိတ်အဖွဲ့ကဒါပြန်ခုခန့်စစ်နေနဲ့ပေါ့နော်ထိုးစစ်ကိုတံပြန်ပြန်လှုပ်လိုက်တော့လူလူတွေတချို့တော့ တော့အခက်ခဲဖြစ်သွားတာပေါ့ဗျာအဲ့ဒီအပေါ်မှာဒီကျွန်တော်တိုင်းသားမဟာမိတ်တဲ့အပေါ်မှာ तू ကဝေဖန်လာတဲ့စကားတွေ तू ကြားရတယ်လေအဲ့ဒီအပေါ်မှာတို့ကတော့မြင်တာကတော့ तू ကမြတ်မြတ်တတ်တတ်မရှိတော့ဘူးနောက်အခုက तू ကဇောင်းပေးနေတာကတော့တတ်မတော်နဲ့ဒီဟိုနားလည်မှုရရှိရေးအေးချမ်းကြီးနော်ယင်ကြစေးကြီးဒါကိုတစ်ဖက်ဆုံးနေမဲ့လုပ်နေတယ်တခြားတိုင်းသားတွေနဲ့ အရေးကို तू ကတိတ်ကရုမဆိုင်ဘူးနားလည်မှုရအောင်လဲ तू ကမကြိုးပမ်းဘူး तू သူ့ရဲ့သွားနေတဲ့လမ်းကနည်းနည်းတတ်မတော်ရဲ့နောက်မီဆွဲသဘောမျိုးလို့ဖြစ်နေတယ်လို့သူကတော့အဲ့လိုတော့မြင်တယ်တက်မတော်ကိုအကြံပြုချင်တာတော့နော်တက်မတော်ကတလျှောက်လုံးပေါ့ဗျာတော်လိုက်ဥစားပေါ့လွတ်လပ်ရရပြီးကြတဲ့ကကနေ့တိနော်တိုင်းသားတွေရဲ့ဒီ ှုပ်ရှားမှုအပေါ်မှာတိုင်းသားတွေရဲ့ဒီလက်နက်ကင်တော်လှန်ရေးအားစုတဲ့ပုံမှာတပုံတောင်းကျမ်းသူပဲသူတို့မြင်ပြီးတော့မှလက်နက်အင်အားနဲ့ခြေပုံဖို့ပဲသူတို့ကြိုးပမ်းလာခဲ့တယ်။အမှန်ကတော့တကယ်ဆွေးနွေးတဲ့အခါကျရင်ဒီတိုင်းရင်းသားတွေကဘာကြောင့်လက်နက်ကင်ရတယ်။နော်သူတို့အခွင့်အရေးဘလို့ဆုံးရှုံးနေတယ်။ဒါဝိုင်းပေါ်မှာဆွေးနွေးတဲ့အခါကျရင်သူတို့တိပိတာပဲ။အမှန်တော့သူတို့ကသူတို့ခေါင်းဆောင်အစစ်အစစ်ရဲ့ဒီအယူဆတွေ ရိုက်သွင်းထားမှုကြောက်ပေါ့ဗျာမဟာလူမျိုးကြီးဘွာရအနေနဲ့မြင်တယ်နည်းနည်းပြင်းထားနေတယ်ဒီနောက်ပိုင်းမှာသူတို့ကနိုင်ငံရေးအာဏာကိုလည်းရထားတယ်စီးပွားရေးရလည်းအများကြီးခြောင်လဲနေတယ်တတ်မတော်ကောင်းဆောင်ကြီးတွေကတော့အခုတည်းအခွင့်အရေးတွေအထူးရထားတော့ဒါကိုလည်းမလွတ်ချင်ဘူးပေါ့ဗျာနော်သဘောကတော့ဆိုလိုတာကတော့တတ်မတော်ကခေါင်းဆောင်တွေကသူတို့ရထားတဲ့အခွင့်အာဏာတွေကိုတော့မစွန့်လွတ်ချင်ဘူးအဲ့ဒီအနေထားကြောက်ပေါ့ဗျာ အဲတချို့ခေါင်းဆောင်တွေအဲ့လိုအမြင်သာရှိနေတော့ဒုနိုင်ငံကတော့တလူဟိုနစ်နာဆုံးဖြုံးနေရတယ်လေတကယ်လို့သူတို့ကတော့ဒီသဘောထားကိုမစွန့်လွတ်ဘူးဆိုရင်ဒုနိုင်ငံကပူပြီးတော့မှဟိုဆင်းရဲဒုက္ခတွေဖြစ်သွားမယ်စစ်ပွဲလည်းပူပြီးတော့ကြီးမားလာနိုင်တယ်အဲ့တော့တတ်မတော်ခေါင်းဆောင်တွေကိုကျွန်တော်ကတော့အကြံပြုချင်တာတော့အမှန်တော့တတ်မတော်ဟိုတတ်မတော်သားဆိုတာဒုနိုင်ငံကိုကာကွယ်ဖို့ပြည်သူကိုကာကွယ်ဖို့ဖြစ်တယ် အဲအဲ့ဒါကြောင့်ဒီပြည်သူအမှန်တကယ်ကာကွယ်နိုင်တဲ့ပုံစံနိုင်ငံကိုအမှန်တကယ်ကာကွယ်နိုင်တဲ့ပုံစံကတော့တိုင်းသားတွေအားလုံးစူးစူးစီးစီးနဲ့ပေါ့ဗျာပြည်သူစစ်ကိုဟိုတစ်ဖက်ကရက်ရက်တက်နိုင်အောင်လုပ်ပြီးတော့မှအတူတူကနေထိုင်နိုင်ရေးကူဥတည်ဖို့တင်တယ်လို့တို့ကမြင်တယ်အစိုးရခေါင်းဆောင်ကိုတော့ကြံပြုရှင်တာတော့လူလူတွေကယုံကြည်ပြီးတော့နော်အပြောင်းလဲလုပ်မယ်နိုင်ငံကိုအေးချမ်းအောင်လုပ်မယ်ဆိုပြီးတော့မှ ကြွကြော်တာနဲ့လူတို့တွေကမဲပေးထားထားတယ်အဲ့လိုအခုမဲပေးပြီးတော့အစိုးရဖြစ်လာတဲ့အချိန်မှာတကယ်လူတို့ကိုဂတိပေးထားတဲ့ပုံစံတိုင်းရဲရဲဝုန်းဝုန်းနဲ့လှုပ်စေခြင်းတယ်နော်အေးတဘောကတော့မရဲဘာမှမလှုပ်ရဲဘူးဆိုရင်လူတို့ရဲ့ယုံကြည်မှုကလည်းဒါအများကြီးကျဆင်းသွားမယ်နော်အဲ့အဲ့တော့ဘာမှမထူနောက်ဆုံးကတော့တမိုင်းတရခံပဲဖြစ်မယ်တတ်မတော်နောက်မီဆွဲသဘောမျိုးပဲဖြစ်နေမယ်လို့နော်အဲ့လိုကြံပြပြချင်းတယ်ဒါကြောင့် လူတုတွေကိုရေကောက်ပွဲဟိုကာလတုန်းကပေါ့ဗျာမတိုင်ခင်တော့အဲ့တော့အပြောင်းလဲလုပ်မယ်ဖွဲ့စည်းပုံပုံပြင်မယ်နိုင်ငံကိုအေးချမ်းအောင်လုပ်မယ်စသဖြင့်ဒါတွေကပြောထားတဲ့ကိစ္စတွေကိုရဲရဲဝုန်းဝုန်းနဲ့အကောင့်ထဲပေါ်ပါလို့အဲ့လိုပဲအကြံပြုချင်ပါတယ်